အလိုပဲမြေကလာပါခဗျာဒီနေ့တော့မိုးကြွက်သက်ကိုထိုးရည်ကြီးမတိုးပဲပါဝါပစ္စည်း၅မျိုးတည်းနဲ့အလွယ်ပြိုးလို့ရတဲ့နည်းလေးကိုဝေမျှပေးချင်ပါတယ်ခဗျာပါဝါတာကတော့ဆံမုတ်ပြောက်ကွန်မုတ်ထညဲစာရေတို့ဖြစ်ပါတယ်ခဗျာပရမဆိုထညဲ25လိုဝါချင်ကိုစားလေးကနေငယ်ရေကနိုးစီပုံတွေတပူထည့်ပြီးတော့အကိုလိုပြောအောင်ကြိုပေးပါမယ်အကယ်လို့အချို့မကြိုက်ရင်ထညဲကို short ထည့်ပါခဗျာ ကဲဒီလို အကိုလိုပြောသွားပြီဆိုရင်မိုးလို့မတ်အိုရက်ကိုအမိုက်မပေါအောင်စကားလေးနဲ့စစ်ထဲပါမယ်။ပြီးရင်ရေအေးနွေးစီပူနဲ့ငါးဘုတ်ကိုထပ်ပေးပါမယ်။ဒါဆိုရင်အရည်က6ဘူးစားပါခဗျာ။ကျွန်တော်တို့ဒီမိုးနှစ်ကလေထဉ်ကြီးအေးမှာဖြော်လို့ရတာပါခဗျာ။ဒါကြကျွန်တော်ကထဉ်ကြီးရီကိုရေတပူနဲ့အင်ဂျိုပြီးမှနောက်ထပ်ရေအေးငါးဘုတ်နဲ့ရောလိုက်တာပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ထဉ်ကြီးရီအေးဖို့အတွက်အချိန်ပေးပြီးတော့ဒီကုတ္တကဆောက်နေကြမလို့ပဲနဲ့ဒီမိုးကိုတန်းပြီးတော့ဖြော်လို့ရပါတယ်ခဗျာ။ ြည်တော်ဆံမိုးကိုကနိုးစီပူနဲ့တပူပျောက်ကော်မိုးကိုလည်းနိုးစီပူနဲ့တပူထည့်ပေးပါမယ်ဒါဆိုရင်အမှုတဆဆိုရင်အရေကနှစားပါကဗျာပြည်ရအကိုလိုတမအောက်ဖြောပေးပါမယ်ကဗျာတမတော်ပြီဆိုရင်မီးအလက်လန်လီနဲ့စာချုပ်ပါမယ်ကဗျာ ကျွန်တော်တို့ဒီမိုးကြွက်သဲကိုလေအရေကဆိုရင်ဆံမွတ်ဒီကကိုမှ ခဲအောင်ဆိုပြီးတော့ထုတ်ရည်ကြီးလေးနဲ့လောက်တာပေါ့နော်ဒါပေမဲ့ထုတ်ရည်ကြီးကကျမကြီးနဲ့မညောတော့လေအခုနောက်ပိုင်းဒီပြောက်ကုံမိုးလေးကလည်းနေရာတိုင်းမှာဝဲလို့ရှိတော့ဒီပြောက်ကုံမိုးလေးနဲ့ရောပြီးတော့လောက်တာကပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာကဲကြည့်လို့စားပြေလာပြီဆိုရင်မီလေးကိုအနေနဲ့ရှော့ပြီးတော့လိုအပ်ပြေလာတဲ့ဒီဂျိုပေးရပါမယ် ဒီလိုဖြစ်ခဲ့လာပြီဆိုရင်တတိထားရမှာကပျောက်ကုံဘိုးကကြာကြာကြိုရင်ပြတ်တက်ပါတယ်ခဗျာဒါကြောင့်ကြာကြာမကြိုပဲဒီလိုလိုအပ်ပစ်ပြီး၃မိနစ်လောက်ငွေပေးတာနဲ့အေးခံပါမယ်ခဗျာကဲဒါဆိုရင်အေးခံမဲ့ဖန်လေးကိုစီလေးထုတ်ပြီးတော့အေးခံလိုက်ပါမယ်ပြီးတော့ဇော်လေးတစ်ခုကိုစီတိုးပြီးမင်းနဲ့ပြည်လင်းညီအောင်ညီပြလိုက်ပါမယ် ကဲဒါဆိုရင်လောဘအိတ်တဲ့အထိ2နာရီလောက်အိတ်ခံလိုက်ပါမိခင်ဗျာကဲဒီလိုလောဘခဲသွားပြီဆိုရင်တိုးတိုးလေးတွေလီထားလိုက်ပါမိခင်ဗျာပြီးရအပေါ်ကနေအိုတီလေးတွေဖြူပေးလိုက်ပါမယ်ကဲအခုဆိုရင်မိုချိုသဲလေးကိုရရှိပါပြီခင်ဗျာ ကျတော့ဒီပါဇက်တဲကိုရောတာနဲ့လောဘကိုပျော်ချပြီးတော့လောဘဤဆက်ပြီးတော့ခြုံနေရောပါပဲခဗျာကဲဒါဆိုရင်မိုးချက်တဲလေးကိုဒီနေ့လေးကိုတို့ပြီးတော့အိမ်မော်လက်တခုလိုဆောက်လို့ရပါတယ်ခဗျာအားလုံးကျေးဇူးပါတယ်ခဗျာဗျာပါခဗျာ